ပန်းရောင်ချင်းတွေဝင်းမုံရွှေတို့ပေါ်အပြုတ်မှုကြောင့်အမျိုးသမီးတွေပေါ်မှာစီမဆောင်သူဖြစ်သတ်မှတ်ခံနေရတဲ့အေဂျင်မောင် MCL ပြည်သက်များအလုံးပဲမင်္ဂလာပါရှင်။ပြည်သက်များရှင့်အေဂျမ်းမောင်ကအမှုပညာလောကမှာဆိုရင်အကယ်ဒမီဆိုလဲရပြီးအောင်မြင်တဲ့မင်းသားတယောက်ဖြစ်အရှိန်ဟုန်နဲ့ချီတက်လို့နေတာပါ။တရုတ်ဆောင်ကောင်းကညှို့ချက်ပြင်းတဲ့အကြည့်တွေကိုပိုင်ဆိုင်ထားတာဆိုပြီးအမျိုးသမီးသူကြီးကလည်းဝန်းရံကြပါရယ်။တရုတ်ဆောင်မီဆိုရင်အေဂျမ်းမောင်ကအမှန်တကယ်ကိုစိတ်ပါခံစားကကိုဖိရင်မိကိုတရုတ်ဆောင်တက်တာပါ။ဒါကြောင့်မလို့လဲအေဂျမ်းမောင်ကအသားယူရတဲ့သူဖြစ်သတ်မှတ်ခံနေရတာရှိပါရယ်။ လက်တလုံးမှာဆိုရင်လည်းတစ်တော်မှာဝင်းမုံရွှေင်းနဲ့တရုတ်ဆောင်တဲ့အချိန်အေးချမ်းမောင်ရဲ့လုံရက်ကလူပြောစရာဖြစ်နေတာပါနတ်သမီးနတ်ခတ်ဇလန်းတွဲတွေမှာအေးချမ်းမောင်ကဝင်းမုံရွှေင်းနဲ့တွဲပတ်တရုတ်ဆောင်ရပါတယ်ဇန်ဝင်ကန်းတစ်ခုမှာမိုးရွာထဲမှာတရုတ်ဆောင်ရတာဖြစ်ပြီးဝင်းမုံရွှေင်းစိတ်မဆိုးအောင်အေးချမ်းမောင်ကနောက်ကနေတိုင်းဖက်ကတောင်းပန်ရပါတယ်မိုးရီထဲမှာဆွေးလာရမ်းလာဖြစ်ကြကလှမ်းပြီးဖတ်ရတာပါတရုတ်ဆောင်ပြီဆိုရင်တကယ်ချစ်တယ်လို့တရုတ်ဆောင်တတ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဇဝင်ကန်းမှလည်းဝင်းမုံရွှေကိုအားရပါးရဖတ်ပြီးတရုတ်ဆောင်နေကြတာပါ တရုတ်ဆောင်နေတဲ့ဆိုပေမဲ့လည်းအေးချမ်းမောင်ရဲ့အပြုမူတွေကအမှန်တကယ်ကိုထိတွေ့ပြီးစိတ်ပါနေတာမို့ပရိသတ်တွေအတွက်အမြင်မတော်တော့ပါဘူးဝင်းမုံရွှင်ကလက်တွေ့ဘဝမှာဆိုလဲအိမ်နောင်ရှင်မျိုးသမီးတယောက်ဖြစ်တဲ့အတွက်အမြင်မတော်စရာဖြစ်နေတာပါအဆိုပါဇက်ဝင်ကံမှာအေးချမ်းမောင်နေနဲ့အဲ့လောက်ထိအနီးကပ်ရှိနေစရာမလိုဘူးဆိုပြီးတော့လည်းတုံ့တက်နေကြတာဖြစ်ပါတယ်ဒါအပြင်အခုလိုဝေဖန်မှုတွေကပထမအဆုံးချိန်တော့မဟုတ်ပါဘူးပြီးခဲ့တဲ့နှစ်တုန်းကလည်းအေးချမ်းမောင်ကပန်းရောင်ချေပေါ်မှာရဲရဲရော့ရော့နဲ့ကိုအထီးတွေ့တွေက ညာနေခဲ့တာကြောင့်မဇလန်တွဲတစ်ခုမှာပန်းရောင်ချင်းနဲ့အေးဇမ်မောင်တို့ကတွဲဖက်တင်ယူဆောင်ရပါတယ်။ဇနီးတွေနဲ့ခင်ပွန်းဖြစ်တွဲဖက်တင်ယူဆောင်ရတာဖြစ်ပြီးအဲ့ဒီဇလန်တွဲမှာလည်းစိတ်ကောင်းနေတဲ့ဇနီးတွေပန်းရောင်ချေကိုအေးဇမ်မောင်ကချော်ရပါတယ်။ချော်တဲ့အချိန်မှာအေးဇမ်မောင်ကပန်းရောင်ချင်းရဲ့ရှင်ခွင်ထဲကိုအတင်းတိုးဝင်နေတာပါ။ အတင်းတုံးဝင်နေတာကကြီးစုသူတွေအတွက်တော့အတော်လေးကိုအမြင်မတင်တယ်လို့ဖြစ်စေခဲ့ပါတယ်။ပန်းရောင်ချင်းရဲ့ရှင်ဝင်လေးကိုမျက်နှာပုံအပ်နေတာမို့ကြီးစုဝါတာမတင်တော်လို့တောင်ပြောနေတာပါ။ဒါအပြင်တစ်ဖက်ကမင်းသမီးအနေနဲ့လည်းအသားယူလာခံနေရတယ်လို့ဖြစ်ကြောင်းထောက်ပြလာခဲ့ပါတယ်။အေးစက်မောင်ကတရုတ်ဆောင်တဲ့အချိန်မှာစိတ်ပါလွန်ပြီးစီးမဆောင်မှုဆိုပြီးဝေဖန်လို့နေတာပါ။အမကံပရိသတ်တွေကတော့အေးချမ်းမောင်ကတွေးလို့လို့တကယ်တက်ဝင်ခန်းစားပြီးတရုတ်ဆောင်တာမို့အိုက်တွင်းကပြည်ပြင်ကုန်တာဆိုပြီးကာဝယ်ပြောဆိုကြပါရယ် အေးချမ်းမောင်ကတော့သူ့ကိုအသားယူတယ်မင်းသားတယောက်လို့စွဆွဲတဲ့ပုံမှာကိမဆိုင်ပါဘူး။တရုတ်ဆောင်တဲ့နေရာမှာမူးအလိုက်တက်ဝင်ခန်းစားတယ်လို့သာဆုံးဖြတ်ထားတာပါ။အပြင်လက်တွေ့မှာဆိုရင်အေးချမ်းမောင်ကအရန်ကိုတည်ငိမ်လုံးပါတယ်။မင်းသမီးတွေနဲ့စကားပြောဆိုရင်တော့မျက်လုံးကိုတည့်တည့်ကြည့်ကမပြောရဲပါဘူး။တရုတ်ဆောင်တဲ့အချိန်မှသာကာလိုက်တာအရာအရန်ကိုနီကတ်လုံးပြီးအသားယူတယ်လို့ဖြစ်သွားတာဖြစ်ပါတယ်။တရုတ်ဆောင်ရတဲ့စကံကိုတက်ဝင်ခန်းစားရတာပါ။ပရိသတ်ကြီးနေနဲ့ရောအေးချမ်းမောင်ကမင်းသမီးတွေပေါ်မှာအသားယူတယ်သူတယောက်လို့မြင်လားဆိုတာပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တောင်ချင်းစီ တိုင်းကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်။